ကဲမထူးပါဘူးကျွန်တော်ရှင်းရှင်းလင်းလင်းပဲပြောမယ်မတ်ပန်ဆယ်လို့ဆိုတဲ့အမျိုးသမီးပေါ့နော်ကျွန်တော်ကတည့်တည့်ပဲပြောလိုက်ပါတော့ဟင်အနည်းကကျွန်တော်က MOD ကိုဖောင်းထုတ်ပါတယ်ဆိုပြီးတော့ကျွန်တော်နဲ့ပတ်သက်ပြီးတော့သူကိုယ်တိုင်ကဖောင်းထုတ်တဲ့ post တစ်ခုတင်တယ်မင်္ဂလာပါမြန်မာ top 10 channel ကနေကြိုဆိုပါရစေကဲမထူးပါဘူးကျွန်တော်ရှင်းရှင်းလင်းလင်းပဲပြောမယ်မတ်ပန်ဆယ်လို့ဆိုတဲ့အမျိုးသမီးပေါ့နော်ကျွန်တော်ကတည့်တည့်ပဲပြောလိုက်ပါတော့ဟင်အနည်းက ျွန်တော်က MOD ကို ဖောင်းထုတ်ပါတယ်ဆိုပြီးတော့ကျွန်တော်နဲ့ပတ်သက်ပြီးတော့သူကိုယ်တိုင်ကဖောင်းထုတ်တဲ့ post တစ်ခုတင်တယ်ကျွန်တော်ရန်ဖြစ်ဖို့ပြောတာလည်းမဟုတ်ဘူးအဲ့ဒါတွေလည်းအကျွန်တော်ဝါသနာမပါဘူးဟိုတုပြီးတော့လည်းပြောနေကြရလည်းမလို့ဒါပေမဲ့ဒါကဖြစ်ရှင်းရမယ့်အချက်တစ်ခုမလို့ကျွန်တော်ပြောတဲ့ဇာတ်တွေကကျွန်တော်က MOD ကိုဖောင်းထုတ်ပါတယ်ဆိုရင်ဒါကကျွန်တော်ပြောတဲ့ဇာတ်တွေကျွန်တော်က data ဂိုင်ပြီးပြောတာအလုံးမင်္ဂလာပါ Freedom of Myanmar Channel မှာကြိုဆိုလိုက်ပါတယ် နေ့စဉ်သတင်းထူးသတင်းကောင်းတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့တောင်းဆိုပါစေ။နိုင်ငံဆွေးနွေးတောင်းသက်ချက်တွေကိုဝင်ရောက်ကြည့်ရှုပြီးလေးလာဝေဖန်တောင်းသက်ကြပါခင်ဗျာ။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်ကိုလည်းလာပြောဖို့ကျွန်တော်ဖိတ်ခေါ်ထားတယ်အကောင့်သူတွေနဲ့တောင်ကပြောမြောက်ကပြောတွေမပြောနဲ့ ပြောချင်တတ္တိရှိရှိလာပြောဘယ်သူအနေနဲ့တတ္တိရှိရှိဆိုတာကျွန်တော်ရိုင်းသွားတယ်လို့ဖြစ်တယ်တဲ့တဲ့လာပြောပါပုံမှန်လဲလဲလာဆွေးနွေးပါကျွန်တော်အချိန်တိုင်းဖိတ်ခေါ်ထားတယ်အဲ့ဒီမှာအဲ့ဒီအမျိုးသမီးတော့မင်းကပို့တင်ထားတယ်ဒါပေမဲ့တစ်ချိန်ဆိုရင်ကျွန်တော်အရေးမလို့ဘူးပထမတစ်ချိန်ကျွန်တော်လေးလူရှုပ်ပေးလိုက်တယ်အရေးမကြီးဘူးသူအရင်တစ်ချိန်အဲ့လိုလှုပ်ဖူးတယ်အခုတစ်ချိန်ရှိပြီ နှစ်ချိန်မြောက်မှာကျွန်တော်အာခွန့်လို့ပေးလို့မရဘူးသီခံပေးလို့อืมသီခံမပေးတာလည်းမဟုတ်ပါဘူးကျွန်တော်မရှင်းမဲနေလို့မပြောဘဲနေလို့မရဘူးရှင်းရမယ်ဆိုပြီးတော့ကျွန်တော်ရှင်းတာနော်ကျွန်တော်နေနဲ့စကားချမ်းသွားတယ်ဆိုရင်ပြည်သူတွေနော်တောင်းပါပါတယ်အဲ့မှာသူဟိုးတစ်ချိန်ကတော့ဟိုးတစ်ချိန်ကဘာလဲဆိုတော့ကျွန်တော်ကကျွန်တော်တို့တွေကနော် တော်လိုက်ရင်မှခင်ဗျားတို့တွေမနိုင်တော်မှန်းသိလို့ပို့ပို့လေးတစ်ခုတင်လာခင်ဗျားတို့တွေမနိုင်တော်မှန်းသိလို့ကျွန်တော်တို့ညီကိုမောင်တော်မှလေကျွိုင်းမော်တတ်ပြီးကူတာလို့ပြောတယ်အဲ့ဒီမှာသူကကူတယ်ဆိုတာပါဖြစ်တယ်ညာဖြစ်တယ်ပေါ့ကူတာမဟုတ်ဘူးအလုံးကုတာဝန်ကိုယူနေကြတာဆိုပြီးစကားကိုကတ်တဲ့ပို့လေးတင်ကျွန်တော်ကူတယ်လို့သုံးတယ်ကျွန်တော်စကားကိုကျွန်တော်ကူတယ်လို့သုံးတဲ့အကြောင်းကျွန်တော်ပြောပြကျွန်တော်တို့ကသူတို့နဲ့ကြီးနိုင်ငံရေးကိုအားကိုးခဲ့ရှင်းရှင်းပြောတာ နောက်ကဝင်းရံရုံလောက်ပဲအခုကဝင်းရံလို့မရဘူးထိတ်ထိတက်ပြီးတော့ဂျိုးဝိုင်းတဲ့ထိတက်ကူမရမှာမလို့ကျွန်တော်တို့ကူတာကူတယ်ဆိုတဲ့စကားသုံးဝင်ရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဟိုမှာပိုက်ဆံတော်လန်ရေးကိုထောက်ပံ့နေတဲ့လူတွေအာကျွန်တော်ပိုက်ဆံတသိန်းတာဝန်ယူပါတယ်သိန်းတရာတာဝန်ယူပါတယ်သိန်း50တာဝန်ယူပါတယ်လို့ပဲသုံးကြမှာလေသိန်း50ကူပါတယ်သိန်းတရာကူပါတယ်လို့ပြောနေကြမှာလို့ကူတယ်ဆိုတဲ့စကားကကျွန်တော်တို့ဒီမှာသုံးလို့ရတယ်အပြန်အလှန်ကူနေကြလို့ကူတယ်လို့သုံးဝင်ရှိတယ်အဲ့ဒီမှာကူတဲ့အကြောင်းကိုဘာညာဖွဲ့ဖွဲ့နဲ့နဲ့သူ post မှာရေးပြီးတော့ကျွန်တော်ຫນွေဦးမင်းအွန်လိုင်းဆိုပြီးတော့ သူစောင်းမြောင်းပြောသွားကျွန်တော်ကပြောရင်တည်းပဲပြောမှာစောင်းမပြောဘူးအခုကျွန်တော်တို့ NUG လုံးဝဖောင်းမထုတ်ဘူး NUG ကိုသူတို့ချစ်တယ်ဆိုတာကမှသူတို့အကျိုးပါကောင်းပါလေဦးမယ်ကျွန်တော်ကကျွန်တော်အကျိုးရှိရှိမရှိရှိ NUG ကိုလိုအပ်လိုက်အသက်ပေးပြီးကာကွယ်မှာ NUG မှန်မှန်ကန်ကန်သာရှိပါလေညောကျွန်တော်ကအဲ့လိုဆုံးဖြတ်ထားတယ်ကောအဲ့ဒီမှာအဲ့ဒီတော့ကຫນွေဦးမင်းအွန်လိုင်းလို့ပြောတယ် နှွေဦးမင်းအွန်လိုင်းဆိုတာမင်းအွန်လိုင်းဆိုတာပြည်သူကိုတနက်ကိုင်းပြီးအနိုင်ကျင့်တယ်နိုင်ငံအကျိုးပြည်သူအကျိုးကိုအကြောင်းပြပြီးတော့အဲ့ဒါကတပိုင်းသူစီးပွားရေးလှုပ်တာကတပိုင်းနော်နိုင်ငံအရေးပြည်သူအရေးအကြောင်းပြတာကအကြောင်းပြပေမဲ့အကျိုးစီးပွားကြည့်တာနည်းနည်းသူ့မိသားစုအကျိုးစီးပွားကြည့်တာကများများနိုင်ငံရေးလှုပ်ရင်နဲ့စီးပွားဖြစ်သွားကြတဲ့လူမျိုးတွေပြည်သူကိုအနိုင်ကျင့်နေတဲ့သူတွေ ပြည်သူကိုမင်းတို့ဘာမှမသိပါဘူးဆိုတဲ့အချိုချိုးပြီးတော့အနိုင်ကျင့်နေတဲ့သူတွေပြောချင်ရပြောနေတဲ့သူတွေအဲ့ဒါမျိုးအဲ့ဒါမင်းအွန်လိုင်းတော့အုပ်စုနော်ပြည်သူကိုဟောနော်သူတို့ဘာတွေလှုပ်ပေးနေပါလဲဘလို့တိုးတက်အောင်လှုပ်ပေးနေပါလဲဆိုပြီးစကလုံးနေနဲ့ပဲပြောပြီးတော့ပြည်သူအကျိုးစီးပွားတဲ့သူတို့အကျိုးစီးပွားကိုပဲလှုပ်သွားကြတဲ့အုပ်စုနိုင်ငံရေးတပိုင်းလှုပ်ပြရင်းနဲ့မိမိမိသားစုအကျိုးစီးပွားကိုလှုပ်နေတဲ့ မိမိမိသားစုအကျိုးစီးပွားကိုအများများလုပ်နေတဲ့အုပ်စုအဲ့ဒါမင်းအွန်လိုင်းတော့အုပ်စုအဲ့ဒါနဲ့တူရင်ကျွန်တော်ကနှွေဦးမင်းအွန်လိုင်းလို့ပြောကျွန်တော်မှအဲ့ဒီချက်မရှိဘူးကျွန်တော်လက်နက်ကိုင်းပြီးအနိုင်ကျင့်နေတာရှိရင်ဒေတာအချက်လက်နဲ့လာခဲ့ကျွန်တော်ဖိတ်ခေါ်ထားပြီးတာနော်ပြည်သူကိုဟိုပြည်သူအကျိုးစီးပွားဟာမင်းတို့ဘလို့တိုးတက်တော့မဲငါတို့လုပ်ပေးနေတာဘလို့တွေအဆင်ပြေတော့မဲလို့လိန်ညာပြီးတော့ပြည်သူအကျိုးနိုင်ငံအကျိုးကနည်းနည်းနဲ့မိသားစုအကျိုး ခြေပွားကအများများလုံနေတဲ့ကောင်လည်းမဟုတ်ဘူးကျွန်တော်ဒါတဲ့တယ်လေးပြောတာကျွန်တော်အဲ့တော့ຫນွေဦးမင်းအောင်လိုင်းနဲ့နိုင်တယ်တချို့တွေဒေါသထွက်ကြမထွက်နဲ့ကျွန်တော်လစ်လူရှုတားလိုက်တယ်ဒါပေမဲ့နောက်တစ်ကြိမ်ဆိုရင်တော့ကျွန်တော်အဲ့ဒီကိစ္စဖြစ်ရှင်းမယ်ကျွန်တော်ပြည်သူတွေကိုပြောတယ်ရိုင်းရိုင်းဆိုင်ဆိုင်သွားမပြောနဲ့အကျင့်ပါနော်တိုင်းရိုင်းဆိုင်ဆိုင်အာဘော်ရီနဲ့အရသာခံတတ်တဲ့အလေးအကျင့်စိုးတွေထွန်းကားနေတဲ့တိုင်းပြည်မို့လို့လားအဲ့ဒါတွေကိုဘာမှမဖြစ်ဘူးထင်တယ် ဒါတွေကဆက်စရာလည်းကောင်းတယ်ညွန်စရာလည်းကောင်းတယ်ကျွန်တော်အားပေးတဲ့ပြည်သူတွေဝင့်ရံတဲ့ပြည်သူတွေကိုကျွန်တော်ခဏခဏတောင်းပန်တယ်အခုလည်းမေတ္တာရက်ခံတယ်အကျင့်တွေပြောင်းပါနော်ဆဲတာဆိုတာပွဲစီတဲ့ဒီနိုင်ငံမှာအဲ့ဒါတွေကိုလိုက်မတုပါနဲ့တော့လည်းမဆဲပါနဲ့ပြောစရာရှိရင်ကျွန်တော်တဲ့တဲ့ပြောမယ်လို့အပ်လာတဲ့အချိန်ကျွန်တော်အမြဲတမ်းကျွန်တော်အဖွဲကျွန်တော်ဝင့်ရံသူတွေကျွန်တော်ပြည်သူတွေကိုကျွန်တော်အမြဲတမ်းပြောပါအခုလည်းလာပြီနော် ။အော်ခုနကစကားကိုကျွန်တော်ပြောပြ။ကျွန်တော်မိသားစုတွေပညာတတ်တွေဘွဲရတယ်ကြီးပဲ။နေခြင်းအနေစားခြင်းအစားသူတို့ဘာသာပြည်သူနဲ့တသားတည်းကျွန်တော်ပြစ်ထားတာ။ဘယ်နိုင်ငံသားမှမပေါ့ဘူး။ကျွန်တော်ပြည်သူတွေကငွေလိန်ပြီးတော့နော်အို့လို့ရတယ်။ရှင်းရှင်းပြောတာ။နော်ကျွန်တော်မှတားရှိတယ်မျိုးသမီးလည်းရှိတယ်ဒီမျိုးသူနဲ့ကိုနဲ့ဟိုအစောပိုင်းကလေးလမ်းခွဲသွားခဲ့ ထားတော့တခြားအကြောင်းအရာတွေရှိသေးတယ်ဒါအပြည့်စုံပြောပြနေလို့လည်းမရတော့ကျွန်တော်မိသားစုတွေကျွန်တော်ဇနီးမယားထိပညာတတ်ပဲတိုင်းကြသွားတယ်ကျွန်တော်ဇနီးမယားလည်းပညာတတ်ပဲနော်တော်လိုင်းအိမ်မှာသဘောထားမတိုက်ဆိုင်လို့ပြောတာကျွန်တော်ကိုကြိုးစီပါခြင်းဟုတ်ပြီမိမငခဏလေးဆောင်အောင်ငဒုက္ခမရောက်စေရအောင် ဒုက္ခကြောက်လို့ငါနဲ့ကွဲသွားတာမျိုးတော့မလောက်ပါနဲ့အာနေတို့အစဉ်ပြေအောင်ငါနိုင်ငံခြားပို့မယ်နော်အဲ့ဒီမှာလောက်ကင်စားကြလို့လည်းမပြောမကြိုက်ရင်သွားအဲ့ဒီအနစ်နာတွေအဲ့ဒီဒုက္ခတွေမခံနိုင်ရင်သွားဒီကနေ့မှာငါသားသမီးငါမိသားစုတဲ့ပြည်သူအများအမြတ်နာတဲ့ဘု து မှာပို့မကြည့်ဘူးအိမ်ကမိသားစုအဖေအမေရောမောင်နှမတွေရောပြက်ပြက်ပြောပြီးထွက်လာခဲ့ဒါနဲ့မယားကိုလည်းအဲ့ဒီတိုင်းပြောပြီးတော့ကျွန်တော်ထားခဲ့ဒီကနေ့ဒီဘယ်မှမပို့ နိုင်ငံရေးမှာအကျိုးစီးပွားတဝက်နဲ့လုပ်နေတဲ့ကောင်းမှုကျွန်တော်ကຫນွေဦးမဲအွန်လိုင်းလို့ပြောခံရလက်နက်နဲ့အနိုင်ကျင့်တာရှိရင်လည်းဒီကနေ့ဒီအားလုံးကိုခေါ်ထားတယ်ကျွန်တော်တာဝန်ယူမယ်တာဝန်ခံမယ်ကျွန်တော်အမိတ်နဲ့ပြည်သူကိုအနိုင်ကျင့်တာတစ်ခုရှိရင်လာခဲ့ကျွန်တော်တာဝန်ခံမယ်လို့ပြောထားပြီလားနော်တော်လန်ရေးအကျိုးစီးပွားကိုကြည့်လို့မပြောပါဘူးလို့လည်းပြောသေးတယ်ဒါတွေနဲ့လိုက်ပြီးပုံဖြတ်နေတယ်အမှန်ကတော်လန်ရေးအကျိုးစီးပွားကိုကြည့်လို့နော်ငါတို့ကအောင်းထားတာလို့ပြောနေတာကရှင်းရှင်းပြောရင် ဲ့လိုထိုးချခြင်းပေမဲ့ခိုင်လုံတဲ့ data အချက်အလက်မရှိတဲ့အခါကျတော့အချက်အလက်မလိုတဲ့ပြောစကားကိုသုံးပြီးထိုးချတာလေကျွန်တော်ကအဲ့လောက်မအားဘူးကျွန်တော်ခလေးလေးမဟုတ်ဘူးကျွန်တော်နိုင်ငံရေးသမားလူလိန်နေနေရောအရက်မှလူလိန်လူညာတွေမာယာသမားနေနေရောကျွန်တော်အများကြီးတွေ့ခဲ့ပြီနော်ဟိုမှာသူများနိုင်ငံမှာတွားပြီးတော့ကုမ္ပဏီမှာအထိကျွန်တော်တော့မန်နေဂျာယာဒူးနဲ့အလုပ်လုပ်ခဲ့ဘူးတဲ့ လူတွေအများကြီးနဲ့ကျွန်တော်တွေ့ဘူးတယ်။နော် NGO မှာလည်းလုပ်ခဲ့ဘူးတယ်။အရက်မှာလည်းစီးမကမ်းမဲ့ဘဝတွေနဲ့လည်းကျွန်တော်ကျင်းလည်ဘူးတယ်။ဘယ်သူကဘာပြောရင်ဘာဆိုတာသိတယ်။အမှန်ကဒေါ်လာ1ရဲ့မျက်နှာကိုထောင့်နေလို့နော်လူတို့ယုံကြည်မှုတွေပြတ်သွားမှဆိုလို့ဒေါ်လာ1ပြတ်သွားမှဆိုလို့ငါတို့ကမပြောသေးတာမပြောသေးတာနဲ့အကောင့်သူတွေနဲ့အုပ်စုဖွဲ့ပြီးတော့တိုက်ခိုက်နေတာကတော်လိုင်းရဲ့အကျိုးစီးပွားကြည့်လို့မဟုတ်ဘူးငါတို့အကျိုးစီးပွားကိုထိတယ်မဲ့စကားတွေဒီကောင်ပြောနေလို့ ဒီကောင်ကိုထိုးချခြင်းနဲ့ထိုးချစရာခိုင်လုံတဲ့ဒေတာအချက်လက်ကလည်းမရှိတော့တော်လန်ရဲ့မျက်နှာကိုထောက်လို့မပြောတာပါဖုံးထားတာတော်လန်ရဲ့ပြီးရင်တွေ့ကြမယ်ဆိုတာမျိုးတွေနဲ့စကားလုံးနေနဲ့ပြောပြောပြီးတော့ထိုးချခြင်းနေကြအဲ့ဒီအဲမှာအဲ့ဒီအမျိုးသမီးလည်းဘာကောင်းပါလဲရှင်းရှင်းပြောရင်ကျွန်တော်တို့အစိုးရမှလည်းလိုအပ်လာရင်သတင်းတုံ့ပြန်ဖို့နော်သတင်းစုဆောင်ဖို့သူ့မှာလည်းတာဝန်ပေးထားတဲ့နော်စစ်ကောင်စီလိုပဲဝယ်ထားတဲ့အဖွဲ့ရှိရင်ရှိလိမ့် အဲ့ဒီအမျိုးသမီးအဲ့ဒီထဲမှာပါခြင်းလဲပါနေလိုက်ကျန်တဲ့အကောင့်တူတွေနော်ကျွန်တော်ကတဲ့တယ်ပဲဖိတ်ခေါ်ပါတယ်အားလုံးကိုခဏခဏလဲဖိတ်ခေါ်ထားတယ်ကျွန်တော်နဲ့ပတ်သက်ပြီးတော့ data အချက်လက်တွေကင်ပြီးတော့စကားပြောရဲမယ်ဆိုရင်အခုကျွန်တော်နဲ့ပတ်သက်ပြီးပြောသွားတယ်အဲ့ဒီမတ်ပန်ဆဲလို့ဆိုတဲ့အမျိုးသမီးအပါဝင်တခြားအကောင့်တူနေတဲ့တိုက်ခတ်တိုက်ခိုက်နေတဲ့အုပ်စုတွေရောတခြားအဖွဲ့တွေရောပုံကိုတွေရောလူလူကိုကိုစားပြုနိုင်တဲ့လူတွေနော်ကြိုက်တလောက်ကြိုက်တလောက် ကျွန်တော်တို့တက်လာခဲ့ပါကျွန်တော်တယောက်တစ်ဖြစ်ရှင်းမယ် public မှာရင်ရင်ကျေးကျေးပဲကျွန်တော်တို့စကားပြောရအောင်